ဝတ်ကြွေးအပြည့်ပေးဆက်ရရင်ပေးရသည်ဖြစ်စီဆက်ရသည်ဖြစ်စီယူရသည်ဖြစ်စီဝတ်ကြွေးကတော့ပြိတ္တရေမကောင်းဘူးဒီလိုကုသိုလ်အကျွေးလေးတွေဆက်တာကတော့ကောင်းတယ်မှန်ရလားဒါကကြုံလို့အဲ့ဒီမှာဒီဒီတရေဘုန်းကြီးတာဂတ်တွေဆရာတော်၅ခုလောက်ပြောပြပြောပြတာမိသားစုတစုတည်းမှာတဲ့မိသားစုတစုဆိုရင်မယ်လို့လေတဲ့အတိတ်တုန်းကပြုခဲ့တဲ့ကံတွေကတခြားစီတွေပေါ့ဒီဘဝမှာသာလာပေါင်းဆောင်ရ သူကန်တဲ့သူကုတ်ကန်တဲ့ကိုတွေတဲ့ဒီဘက်မှာအမေဖြစ်လာအားတွေ့ရတယ်အဖေဖြစ်တွေ့ရတယ်ညီဖြစ်ညီဟလာညီကိုဖြစ်မောင်နှမဖြစ်သားဖြစ်သမီးဖြစ်လာဆောင်ရတယ်အတ္တိထဲမှာသိုးတဲ့မိုက်တဲ့ပုဂ္ဂိုလ်တရားရောက်များပါလာရင်လေအဲ့ဒါအကျွေးဆက်ရတာပဲပရိသတ်ကြီးမိသားစုထဲမှာဘယ်ထဲမှာသိုးတဲ့မိုက်တဲ့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ပါပြီဆိုရင်အဲ့ဒီမိသားစုစိတ်ချမ်းသာသေးလားအဲ့ထဲမှာအဆိုးဆုံးကတော့လောင်းကစားသမားပါရင်ပြီးသွားပြီ လောင်းစားသမားတယောက်သာပါလို့ရတော့ဒီအရက်သမားကဘာမှမဖြစ်ဘူးအရက်ကအလုံးစုံတောက်နိုင်တညနှစ်ပလင်းပြင်မကုန်ဘူးနှစ်ပလင်းတောက်ရင်ဒီကောင်ဂျွန်းပြန်တယ်နော်နှစ်ပလင်းမြန်မာငွေ2000တိတယ်မကုန်အရက်သမားတော်သေးတယ်အဲ့ဖဲသမားရဲ့ဘောသမားရဲ့နော်ပြီးတော့လေအဲ့ဒီနှလုံးထီတွေသုံးလုံးထီတွေချဲတွေဘောလုံးတွေလုတ်တဲ့လူတရားရောက်များကိုမိသားစုတွေပါလို့ရတော့ဒုပရိသတ်မိသားစုစိတ်ဆင်းရပြီသာမှတ်တော့ဒါကြောင့်ဆရာတော်က5ပါးတိလာရဲ့နောက်မှာ6ပါးတပါးထည့် အယက်တော့ပြီးအဲဘာဘာလို့သူရာမေရိယရဲ့နောက်မှာလောင်ကစားတွေလည်းမလုပ်ကြဘူးလောင်ကစားလုပ်ရင်လည်းမိသားစုတွေပျက်စီးတတ်တယ်မပျက်စီးတတ်ဘူးလားမပျက်စီးတတ်ပါဘူးပျက်စီးတတ်တယ်မိသားစုတွေစိတ်ချမ်းသာရမှုမရှိဘူးအဲ့ဒါဒီတရေဘုရားဘယ်လိုပြပြအောင်ဆိုတော့လုံဖို့တဲ့သူတို့နိုင်ငံမှာသူတို့နိုင်ငံမှာလေတဲ့တကယ်အဖြစ်အပျက်တစ်ခုရှိတယ်လုံခဲ့တဲ့နှစ်ပေါင်း20တုန်းကလုပ်ငန်းပိုင်ရှင်လင်မယားနှစ်ယောက်ရှိတယ်တဲ့ သူ့တပည့်အယောက်30လောက်နဲ့ဒီလုပ်ငန်းကြီးဦးစီးပြီးလုပ်တာချမ်းသာတယ်။တနေ့သောကမှာတဲ့သူတို့တွေအဲ့မှာအိတ်ရှိမှထိုင်တထေးလင်းများနဲ့အောက်ထိုင်တပည့်တွေနဲ့အလုံးလုံးနေတဲ့အချိန်မှာတဲ့အယုတ်ဆိုးဆိုးလူတယောက်ဟာသူတို့အိမ်ထဲကိုဝင်လာတယ်။ဖယ်သွားမလို့လဲလို့မေးတော့အိမ်ထဲသွားမလို့ပြောတယ်။ဘာလို့မလို့လဲဆိုသွားမလို့လို့ပြောတယ်။အတင်းအိမ်ထဲဝင်သွားတယ်။ဝင်သွားတော့အော်အပေါ်အပါးများသွားမလို့လားဆိုပြီးတော့သူတို့ကလည်းဂျိုင်းပဲခွင့်ပြုလိုက်တယ်ပေါ့။ ဲ့ဒါအဲ့ဒီဝင်သွားတဲ့လူဟာတဲ့ထွက်ကိုမလာတော့ဘူးတဏှာကြီးရှိတော့လဲထွက်မလားတဏှာကြီးသုံးတဏှာကြီးတဲ့ထွက်မလားထွက်မလားနဲ့ဟာတပည့်တွေလိုက်ရှာကြည့်စမ်းကြည့်ကြစမ်းကြည့်ကြစမ်းတအိမ်လုံးလိုက်ရှာတာအဲ့လူကပျောက်သွားတယ်တထူးကြချက်လေးနောက်၄၅၆လခွန်လောက်လောက်နေတဲ့ခါမှာတဲ့သူ့မိမမှာကိုဝွန်ရလာပြီးတော့ဆယ်လကျော်တော့ကလေးတယောက်မွေးလာတယ်တဲ့အဲ့ဒီကလေးကမွေးကလေးကဆိုးလိုက်တာပေပေတီတီကောင်လေးယောက်ျားလေး ဆိုးလိုက်တာတဲ့အကြောင်းလေးတွေပြန်မလဲအကြောင်းကောင်းကောင်းမနေဘူးအမေ၈တန်း၉တန်း၁၀တန်းရောက်သွားပြီပေါ့၁၆၁၉၁၈အာမိတ်ဆွေရုပ်တွေနဲ့ပေါင်းပြီးတော့အမလေးမူလိုက်ယူလိုက်သုံးလိုက်ပြုတ်လိုက်မိဘနှစ်ပါးပေါ်မှာတော်တော်ကိုဆိုးတယ်အဲ့ဒါနဲ့မိဘတွေမှာလည်းရှိတဲ့ပစ္စည်းတွေတပြေးပြေးတပြေးရင်ပြုတ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 ်ကုန်ဘလို့မှဆုံးမလို့မရသူများပေါ်ကြတော့ကောင်းတယ်ကို့မိဘပေါ်ကြတော့ဆိုးနေတယ်အဲ့ဒါဟိုဒီနေ့ကဖူကက်က ။ဥက္ကကန်းချီတရားဝဲကြီးကပြန်လာတော့အဲ့ဒီကန့်ចောင်းလေးတွေဟွကျွေးចောင်းလေးတွေပြောတော့ဒီဘိုးကြီးကချမ်းတရေဘိုးကြီးကပြော့ပြ။ဂျာတော်ကမသိ။အဲ့ဒါတဲ့အဲ့ဒီမှာအင်မတန်ကိုဆိုးပြီးတော့သုံးလိုက်ဖြုံလိုက်တာဘလုံမကိုမိဘနှစ်ပါးထိတ်မရသိမ့်မရဖြစ်တယ်တဲ့။နောက်ဆုံးမိဘနှစ်ပါးဆင်းရဲမွက်တီသွားတယ်။တီးဆင်းရောက်သွား။သားတော်ဆက်ပြီးဆုံးနေတော့မိုက်နေတော့မယ်အဲ့ဒါနဲ့မဖြစ်ချေဘူးတော်တော်အဆင်မပြေတော့ဘူးငါတို့ကိုကိုွယ်တဲ့ဆရာတော်ကြီးသွားမေးမှာပဲဆိုပြီး သူတို့ဆရာတော်ကြီးကိုသွားမေးတော့သူတို့ဆရာတော်ကြီးကပြောတယ်မင်းတို့လင်မယားနှစ်ယောက်အကျွေးတောင်းခံရတာဘာတောင်းခံရတာအဲ့တော့ဘာအကျွေးတောင်းခံရတာလဲခုမင်းတို့တွေဘာကြောင့်ကုန်တာလဲသားဖြုံးလို့ကုန်နေတာအေးအဲ့ဒါမင်းတို့အကျွေးပေးနေရတာအဲ့ဒါအကျွေးတွေပေးနေရတာအကျွေးတွေဆက်နေရတာမင်းတို့သားလို့ဆိုပေမဲ့လို့အတိတ်ဘဝတုန်းကသူ့ပေါ်မှာမင်းတို့ပြုတ်ထားတဲ့မင်းတို့တွေကံနေရှိခဲ့လိမ့်မယ်သူ့ပေါ်ကို မင်းတို့လည်းအဲ့ဒီလိုဆိုးခဲ့မိုက်ခဲ့တာလေးရှိလိမ့်မယ်။ဒါကြောင့်မို့လို့မင်းတို့လင်မယားနှစ်ယောက်လောက်ရမှာကတော့အကျွေးကြည်အောင်သာဆက်လိုက်။သားကိုစိတ်ကောင်းရှိတဲ့အချိန်မှာခေါ်အမေနဲ့ဖေကခေါ်ခေါ်ပြီးတော့ပြော့ပြတ်။ငါသားမင်းမွေးကလေးကဆိုးလိုက်ပေးလိုက်တည်လိုက်တာလောက်ကစားမှန်သမျှအကုန်လုံးအမေတို့ဖေတို့မှလည်းပြုတ်ပြုတ်ကုန်းဘာမှမကြံတော့ဘူးကုန်းပြီ။ငါသားတော့ဖြုံးပြစ်တာ။ ဲ့တော့အတိတ်တုန်းကငါသားကြီးမင်းတို့နဲ့ငါတို့နဲ့ဘလို့အကျွေးတွေရှိခဲ့တယ်မသူမင်းပေါ်မှာလည်းအမေတို့ဖေတို့ဘလို့မကောင်းမှုတွေပြုခဲ့တယ်မသိဘူးအဲ့တော့တန်တရာကပြုခဲ့တဲ့အကျွေးတွေလည်းရှိမယ်ထင်တယ်အဲ့ဒါအမေတို့ဖေတို့ပြုခဲ့ရင်လည်းငါသားကြီးအဲ့ဒီဝတ်ကျွေးတွေကြည်ပါစီတော့ငါသားကိုအမေတို့ဖေတို့တောင်းပါပါလေငါသားကြည်ဤပြီပါ အမေဖေကပြန် တောင်းပါရတယ်ဖသားရဲ့ကောင်းမှုလေးတောင်းပန်လိုက်တော့သားကလည်းအဲ့ဒါဆိုရင်လည်း အတိတ်ကဟုတ်မှာပေါ့အမေတို့ဖေတို့ကျွန်တော်ပုံမှာမကောင်းတာတွေလောက်တာအခုလိုပဲသုံးဖြုံထားရင်လည်းပဲကျွန်တော်လည်းပဲအခုကုံလဲကုံနေပါပြီကြည်လဲကြည်ပါတယ်။တန်းကကြည်ပါတယ်လို့ပြောလိုက်တာနဲ့အဲ့ဘုကျွေးလက်ကြည်သွားတယ်။ကြည်ပါလေလို့ပြောတော့ဟောမိဘနှစ်ပါးလဲဝမ်းသာသူ့ပါဇက်ကထုတ်ပြောတယ်ပေါ့ဝမ်းသာအနောက်တရက်နေ့လည်းရှိတော့တားကလေးအဲ့မဲ့ကားတိုက်ပြီးတည်သွားတယ်။ မိဘနှစ်ပါးလည်းပဲအရင်အလုပ်ကလေးပြန်ဆက်လုပ်လိုက်တာချမ်းသာပြန်ပြီးချမ်းသာသွားတယ်ဒီသားရကလေးပေါ့အဲ့တော့ဒီသားရကလေးမှာကြည့်လိုက်ရင်အမေအဖေသားမိသားစုအဖြစ်ဝင်လာတော့လည်းပဲကိုယ့်ရှိအကျွေးလာတောင်းတာတွေရှိတယ်မရှိဘူးလားရှိပါရဲ့ကိုကအကျွေးစားတာတွေလည်းရှိအခုဒီတိုက်ပန်းရှင်တထေအဖိုးကြီးနဲ့ဆရာတော်နဲ့ကြတော့ကုသိုလ်ကျွေးပြီးဆက်တာသူကလည်း ဟောဆရာတော်ကိုလိုလိုလေးသေးမရှိအားလုံးဆရာကြီးကအရှင်ပြည်အောင်တို့ဗုဒ္ဓဘာသာတွေတရားနိုင်အောင်ဆောင်ရွက်ပေးဆရာတော်ကလည်းသူ့ကုသိုလ်ရအောင်မင်္ဂလာရှိအောင်တရားတွေလိုက်ဟောပြီးတရားစကားတွေပြောပြီးဝိပဿနာကျောင်းလေးတွေပြောပြီးသူကတော့ကုသိုလ်တွေရတယ်တိလို့လေးပေါ့ဒါကတော့ဒီဘက်အကျွေးဘက်ကိုဆရာတော်နည်းနည်းလေးသိစေခြင်း